ဆိုင်မစိုးရင်နဲ့တကူလောက်မေးချင်တော့အမဝါတာမဟုတ်ပဲခဏကိုကဘာလို့ကြီးနေတာလဲဟင်းနဲ့အယိုးစစ်ကြီးလို့လားအော်အဲ့ဒါကလေကျမတို့ရဲ့ဗမာပုံစံအစ်စ်ပဲကျမတို့ကဗမာကြီးမျိုးတွေတိလားဗမာကြီးမျိုးဆိုတာသွေးမနှောသွေးမနှောဆိုတာကြတော့ဟိုဘယ်လိုပြောမလဲဗမာမျိုးရိုးစင်စံဗမာကြီးတဲ့စပင်းနေ နတ်မောင်နဲ့တန်ဆွဲတယ်မျက်လုံးအိမ်နေနတ်တယ်ပြီးမျက်ခုံးတွေကောင်းတယ်ဒီနှခမ်းတွေကပါတယ်ဒီနှခေါင်းရိုးတွေအဲ့ဒါဗမာကြီးမျိုးရဲ့ပုံစံတွေကျမတို့ကဗမာကြီးမျိုးရိုးတွေပေါ့နော်ဇက် RTN မျိုးများအားလုံးမင်္ဂလာပါရှင့်ဒီဗီဒီယိုလေးကအချစ်ရေးအိမ်ဆောင်ရေးအတွက် အသိပညာဗဟုသုတရစရာကောင်းတဲ့အတွက်ကြောင့်တင်ဆက်ပေးလိုက်ပါရရှင့်ကျမနဲ့အတူကြည့်ဖို့ဖိတ်ခေါ်ပါရရှင့် ဆိုင်မစိုးရင်နဲ့တကူလောက်မေးချင်လို့အမဝါတာမဟုတ်ပဲခဏကိုကဘာလို့ကြီးနေတာလဲဟင်းနဲ့အယိုးစစ်ကြီးလို့လားအော်အဲ့ဒါကလေကျမတို့ရဲ့ဗမာပုံစံအစစ်ပဲကျမတို့ကဗမာကြီးမျိုးတွေတိလားဗမာကြီးမျိုးဆိုတာသွေးမနှောဘူးသွေးမနှောဘူးဆိုတာကြတော့ဟိုဘယ်လိုပြောမလဲ ဗမာမျိုးရိုးစင်ဆက်ဗမာကြီးမျိုးပေါ့အဲ့ဆိုသူတို့ကဗမာအစ်စ်တရားကြာသူကအလုံးအစ်စ်ကြီးရယ်ပြောလို့ရှိရင်အဲကျမတို့အရက်ကထောင်ထောင်မောင်မောင်ဖြစ်တဲ့ပခုံးမျိုးတွေကားတယ်ပြီးရင်အဲဒီကားတွေတိမ်နေတိမ်မစုံကြီးတွေကြီးတယ်စပင်တွေ နတ်မောင်နဲ့တန်ဆွဲတယ်မျက်လုံးအိမ်တွေနတ်တယ်ပြီးမျက်ခုံးတွေကောင်းတယ်ဒီနှခမ်းတွေကပါတယ်ဒီနှခေါင်းရိုးတွေအဲ့ဒါဗမာကြီးမျိုးရဲ့ပုံစံတွေကျမတို့ကဗမာကြီးမျိုးရိုးတွေပေါ့နော်အဲ့ဆိုတော့ तू ကပြောချင်တဲ့အတိတ်ကဘာလဲဆိုတော့အဲ့ဗမာကြီးမျိုးရိုးကိုထိမ့်သိမ့်နိုင်မှုဆိုတာကတဲ့နော်ဒါကျမပြောတာမဟုတ်ဘူးနော်ဗမာအမျိုးဆုံးကအစားကောင်းကောင်းစားဖို့၊မွေးကလေးကအစားကောင်းကောင်းစားဖို့လိုအပ်တယ်။ เนาะအစာအစာအာဟာရလုံလုံလောက်လောက်စားလာတယ်အဲဒီပေါ့เนาะပြောရမယ်ဆိုလို့ရှိရင်ခလေးတွေကဗမာကြီးမျိုးရိုးအဆင့်တန်းပြန်ပြီးတော့အဆင့်မီရယ်ပေါ့အဲဆိုတော့နောက်တစ်ခါကျတော့အခုဆိုလို့ရှိရင်မိခင်တွေတော်တော်များများကိုယ်ကလေးတွေကိုအစာအာဟာရနဲ့ပတ်သက်ပြီးတော့တင်မလားဝါစိမ့်နီးပါညာကျမတို့ကဝါစိမ့်နီးဆိုတော့မွေးကလေးကစားဒီနေ့ထီစားတာနေ့တိုင်းအဲ့ဒါစားတာအဲ့ဒါတကယ်ပြောတာအဝါရောင်ဖြစ်တယ်အဲဒီ ခုဆိုတွေ့လားဒီမှာအဝါရောင်ဖြစ်တဲ့ပြောင်းဘူးဝါအစိမ်းရောင်ဖြစ်တဲ့အရွက်ဖြော်ရည်အရွက်စိမ်းဖြော်ရည်အရွက်ကိုတမျိုးတည်းတောင်ဖြော်မို့အရွက်10မျိုးကိုဖြော်ထားတဲ့ဖြော်ရည်အနီအောင်ဖြစ်တဲ့မုံလာဥနီမုံလာဥနီကကျမနေ့တိုင်းစားနေ့တိုင်းနီးပါစားတယ်မုံလာဥနီပန်းသီးဒါမျိုးတွေပေါ့နော်အာအနီအဝဲဝါစိန်နီ ဝါစိန်နီပြရအဖြူရောင်အောင်စားသေးရအဖြူရောင်ကပါလဲဆိုမုံလာဥဂျူအကျမအရေးတန်းပြောလေကျမကဒီတိုင်းကြော်ရုံးပြုတ်ဆွရီဒီကျမအခဏခဏတောက်တယ်ဘုံးဆုတေတောက်တာဖြစ်တဲ့အတွက်အဲ့ဒီစွပြောတယ်အဝါရောင်တို့အစိမ်းရောင်တို့ကပါပြီးသားပြောလို့ရှိရင်ကျမကအဲဒီ vitamin C ပေါ့နော် vitamin C ကနေ့တိုင်းစားတယ်နော်နောက်တစ်ခါကြောက်လို့ရှိရင်ဒီရွှေပြုံသီးတို့ဘာတို့ကကျမရဲ့ favorite food တွေအဲ့ဆို ပြောချင်တာပါလဲဆိုတော့ဗမာကြီးမျိုးရိုးကအရင်ကကျွန်တော်တို့ကထိမ့်ထိမ့်တတ်ဖို့လိုတယ်ကျွန်တော်တို့ရိုးစစ်တရားအေးတိုက်ချလိုက်တော့ရိုးစစ်တရားကျွန်တော်တို့ကမသေးဘူးကျွန်တော်တို့ခနာကွယ်အမျိုးဆိုတာဘန်နူလာဆိုရင်မတွေ့ဘူးလားဘယင်ဘန်နူလာရက်ဆိုခုနှစ်ပေလောက်ရှိရလေတည်ရမလားအနော်ယထာတို့ဘန်နူလာတို့ရဲ့ရက်တွေကခုနှစ်ပေခုနှစ်ပေကျော်တယ် အခုအနောက်နိုင်ငံမှာလည်း9ပေ6ပေ4လက်မှအာကစားသမားရေဆိုလို့ရှိရင်လေအနည်းဆုံး6ပေ2လက်မှဒီလိုမျိုးတွေပေါ့အဓိကကတော့စီရှိဖို့ ਨੇ ဒီဗီဒီယိုလေးကိုကြည့်ပြီးသွားပြီဆိုတော့ကို့အမြင်ကို့ခံစားချက် ကို့အတွေ့အကြုံလေးတွေကိုလည်းမျှဝေပေးခဲ့ပါဦးရှင်ကျမတို့တင်ဆက်သမျှမလွတ်တမ်းကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ ZRTN channel လေးကို subscribe မလုပ်ရသေးရင်လည်း subscribe လုပ်ခဲ့ပေးပါဦးရှင်။ကောင်းသော နေ့ရက်လေးဖြစ်ပါစေရှင်။